ဆိုးပြေးတဲ့ဇင်ပွဲမှာဘေကျင်းကရက်ထိုင်နေချိန်မှာအခုလိုအရာတွေကြောင့်ကွာချားနေကြရတဲ့ဝုံမုံရွှေနဲ့ဖူဖွေဝုံမုံရွှေနဲ့ဖူဖွေတို့ကမွေးနေ့တရက်တာကွာချားတဲ့ညီမတဝမ်းခွဲတွေဖြစ်ပါတယ်။ဒါအပြင်အမှုပညာလောကမှာဆိုလဲထိတ်တန်းမင်းသမီးတွေဖြစ်နှစ်ယောက်စလုံးကအောင်မြင်ကြတာပါ။ဒါကြောင့်မို့လဲတခုခုဆိုသူတို့ညီမနှစ်ယောက်ကိုလူတွေကနှိုင်းရှင်နေတတ်ကြတာပါ။ပေးရရမှာလဲဆိုးပြေးတဲ့ဇင်နဲ့ဟေဝရန်တို့ရဲ့ဆူလျားရစ်ပတ်မင်္ဂလာပွဲကို ဝမ်းမောင်ရှည်ရောဖူးဖူးရောကပါတက်ရောက်ခဲ့ကြတာပါဒါအပြင်ဝိုင်းတွေမှာထိုင်ဖို့ခင်းကျင်းပေးတဲ့အချိန်မှာဝမ်းမောင်ရှည်နဲ့ဖူးဖူးတို့နှစ်ယောက်ကအတူထိုင်ကြရတာဖြစ်ပါတယ်တဝိုင်းထဲမှာအတူထိုင်ရတဲ့အချိန်မှာသူတို့နှစ်ယောက်ကကြွားချားနေခဲ့တာပါဝမ်းမောင်ရှည်ကတော့မင်္ဂလာပွဲကိုခင်မုန်းဖြစ်သူကိုနိုင်ဖြိုးကျော်နဲ့အတူတက်ရောက်ခဲ့ပါတယ်ဖူးဖူးကတော့ဘယ်သူမှမပါဘဲနဲ့သူတယောက်တည်းသာတက်ရောက်လာခဲ့တာဖြစ်ပါတယ် ဝမ်မောင်ရွှေကြီးကတော့ကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ပြီးတဲ့အချိန်မှာတတိမကြီးတယောက်လိုသာနေထိုင်တော့တာပါဒါကြောင့်မို့မင်္ဂလာပွဲကိုတက်လာချိန်မှာလည်းတတိမကြီးလိုတက်ရောက်လာခဲ့တာပါဒါအပြင်ရှားပါလာတဲ့မိုးကုတ်တွင်းထွက်ဗရံများကိုနဝရ၉ပါးချက်ရံကဒီဇိုင်းစမ်းနဲ့ပန်းစင်လာခဲ့တာပါဝမ်မုံရွှေကြီးရဲ့ဆွဲကြိုးလက်ကောက်နဲ့ငကတ်တွေကဘသူနဲ့မှမတူဘဲနဲ့ကိုကွဲထွက်နေရပါတန်မိုးအနေနဲ့ဆိုလဲတိမ်မောင်း၃000လောက်တောင်တန်တယ်လို့သတင်းထွက်လာခဲ့တာပါ ဝမုတ်ရှိကဘန်းရောင်ဝစ်စုံနဲ့နတ်သမီးလေးတစ်ပါးလိုဖြစ်နေခဲ့တာပါဖွေးဖွေးကတော့သူကိုယ်တိုင်ထုတ်တဲ့ဝစ်စုံနဲ့သာဝစ်စင်လာခဲ့တာဖြစ်ပြီးဘာလက်ဝဲယရနာမှလည်းဝစ်စင်ထားတာမျိုးမရှိပါဘူးလယ်ဘေးမှာဆိုလည်းဘာဆွဲကျိုးမှလည်းမဝစ်ဖဲငကတ်ဆိုလည်းဖန်စီငကတ်လေးတရံသာဝစ်စင်ထားခဲ့တာပါဒါအပြင်လက်ကောက်ဆိုလည်းမပါတယ်လို့လက်စွပ်တောင်မစွပ်လာတဲ့ဖွေးဖွေးကိုအရန်ကိုရိုးရှင်းချောင်းထောက်ပြနေကြတာပါဖွေးဖွေးကဘာပကာသနာမှမပါဘဲနဲ့ပွဲကိုလာတဲ့ပုံမှာတချို့ကလည်းကောင်းတာရောမကောင်းတာပါပြောနေကြတာပါ ဝုံမုံရှိင်းနဲ့အတူထိုင်တဲ့အချိန်မှာဖွဲ့ဖွဲ့ရုပ်ဆိုးသွားကြောင်းအယောင်မထွက်ကြောင်းတွေလည်းဝေဖန်နေကြတာဖြစ်ပါတယ်။ဒါအပြင်ဝုံမုံရှိင်းကတထည့်အမျိုးသားကိုတော်ထားကလဝတ်ယန္တနာတွေနဲ့ပြည်စုံနေတဲ့ပုံမှာလည်းနှိုင်းရှင်နေကြတာဖြစ်ပါတယ်။ဖွဲ့ဖွဲ့ကဝုံမုံရှိင်းနဲ့အတူထိုင်နေချိန်မှာလိုအပ်ချက်တွေအများကြီးဖြစ်သွားသလိုဖြစ်နေရပါလဝရတနာကအစာကွာချားနေရလို့ထောက်ပြစရာဖြစ်နေရပါဒါပေမဲ့ဖွဖွေးကဝုံမုံရွှေနဲ့ရှင်ပြီးပြောခံရမှာကြောက်လို့ဆိုကလဝရတနာတွေကိုတန်မိုးကြီးတွေဝစ်စင်လာတာမျိုးလည်းမရှိပါဘူး သူ့အနေနဲ့ဘာပကာသနာမှမပါဘဲအယိုးရှင်းဆုံးသာဝတ်ဆင်ကျင်တာကြောင့်ဖြစ်ပါတယ်။ဒါအပြင်ဖွေးဖွေးကတကိုယ်တည်းဖြစ်နေချိန်မှာဝတ်မုံရွှေကြီးကအရန်ကိုအခြေခံနေရတာဖြစ်ပါတယ်။လက်ထက်ခါစားအချိန်တုန်းကတော့ကိုနိုင်ဖြိုးကျော်ကိုငွေမဲ့လို့ရှူတယ်လို့လူတွေကဝေဖန်ကြပါတယ်။ဒါပေမဲ့အချိန်ကြာလာတဲ့အမျှကိုနိုင်ဖြိုးကျော်ကတကယ်ချစ်ကခီးဥဆိုင်တာကိုလူတွေကမြင်တွေ့လာခဲ့ရတာပါ။စိုးပြေတစင်းတို့ပွဲမှာဆိုလဲဝတ်မုံရှိနေတဲ့ကိုနိုင်ဖြိုးကျော်တို့ကပွဲအထူတက်လာကတယောက်လက်ကိုတယောက်မဖြုတ်ကြပါဘူး။ ဝင်းမုံရွှေကဘေးမှာရှိတဲ့ထထမုံဦးနဲ့တခြားသူတွေနဲ့စကားတွေပြောနေရတော့ဝင်းမုံရွှေရဲ့လက်ကိုကိုနိုင်ဖြိုးကျော်ကတစ်ချက်တောင်မလွတ်ပါဘူး။မင်းသမီးတွေထဲမှာခရိုနီတွေကိုလက်ထက်ကမိသားစုဘဝကိုဖန်တီးထားပေမဲ့လေအကုန်လုံးကအချစ်ခံရတာမျိုးမရှိကြပါဘူး။တချို့ဆိုရင်ငွေပုံမှာမှထိုင်နေရပေမဲ့အကျဉ်းအပိုးကဂယူးဆိုင်တာမျိုးတွေမရှိကြပါဘူး။ဝင်းမုံရွှေကတော့ဂယူးဆိုင်လဲခံရတယ်လို့အရေးဆိုင်ချစ်ခင်ခံနေရတာမျိုးလူတွေအားကြစရာဖြစ်နေရပါ။အလုံးကဝတ်မုံရွှေကိုဆိုရင်အားကြတဲ့စိတ်နဲ့သာဖြစ်နေရတာပါ ဖူးဖွေးကိုလည်းဝုံမုံရွှေရင်နဲ့နှိုင်းရှင်ကဘလိုလူမျိုးနဲ့လက်ထပ်မလဲဆိုပြီးတော့စိတ်ဝင်စားကြပါတယ်။ဖူးဖွေးလက်ထပ်မဲ့သူကိုကိုနိုင်ဖြိုးကျော်နဲ့နှိုင်းရှင်ကျင်းကြတာကြောင့်ဖြစ်ပါတယ်။ဒါအောင်ဖူးဖွေးကလည်းကောင်းကောင်းသိတဲ့အတွက်သူ့အနေနဲ့လက်ထပ်ဖို့အစီအစဉ်မရှိဘူးလို့သာပြောနေရပါ။တယောက်တည်းဘွားကိုသာဖြတ်တန်းကလက်မထက်ဖြစ်လောက်တော့ဘူးလို့သာအတိပေးလာခဲ့တာပါ။ကြားထဲမှာဖူဖွေးကဘာသာမတူတဲ့သူတယောက်နဲ့ချစ်သူတက်တန်း၈နှစ်တောင်ကြာခဲ့ပါတယ်။ဒါပေမဲ့မိဘတွေကသဘောမတူလို့လမ်းခွဲလိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ဖိုးဖွေးကလက်ရှိမှာချစ်သူမရှိသလိုလက်ထပ်ဖို့အစီအစဉ်လည်းမရှိပါဘူး။ဖိုးဖွေးကသူ့လုံးဆရာရှိတာကိုသာလှုပ်သွားမှာပါ။ဖိုးဖွေးနဲ့ဝုံမုံရှိတို့နှစ်ယောက်စလုံးကလက်ရှိမှာအကယ်ဒမီ၃ဆုစီရရှိထားပါပြီ။ဒီနေ့မှာဝုံမုံရွှေကနှဝင်တဲ့ရုပ်ရှင်နဲ့အကယ်ဒမီနောက်ထပ်တက်စုရဖို့လည်းတည်ကြနေပြန်တာပါ။ဒါကြောင့်မို့လဲဝုံမုံရွှေကဒီနေ့မှာဖူဖွေးထက်ကြောတက်ကအကယ်ဒမီနောက်တက်စုရဖို့တည်ကြသလောက်ရှိနေပါပြီ။ပရိသတ်ကြီးရောဝုံမုံရွှေနဲ့ဖူဖွေးတို့ကကြွားချမှုတွေရှိတယ်လို့ထင်လားဆိုတာပြောပြပေးခဲ့ပါအောင်ရှင်။ ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။